င်းသားတွေအတွက်တင်ပေးပါအောင်နဲ့ဟုတ်ကဲ့ပါခင်ဗျာဆရာ10တန်း12တန်းကလေးတွေဆောင်းမွေးပဲဖြီရောမယ်ကလေးတွေပေါ့နော်အခုခက်တော့12တန်းပေါ့ဆရာတို့တော့အဲ့တော့10တန်းပေါ့10တန်းဖြီမယ်ကလေးတွေအတွက်ဆောင်းမွေးပွဲမှာနော်အဲအထောက်အကူဖြစ်စီတဲ့ရေရာလေးဦးဆရာကဖော်ပြပေးပါမယ်ခင်ဗျာဟိုတနေ့ကတော့ဆရာမိတ်ဆွေတွေဦးဆရာက10တန်း12တန်းဖြီမယ်ကလေးတွေအတွက်မိဘတွေလုံလို့ရအောင်လို့အဲစမာလီတစ်ချက်ကိုဆရာ line မှာတင်ပြီးတော့ လိုက်လဲလွှင့်ပေးပြီးသွားပြီးစမအကြောင်းကိုဆရာတစ္ဆာလဲပြုပြီးတော့စမပုံကိုတင်ပေးပြီးသွားပြီးဖြစ်တဲ့အတွက်မိတ်ဆွေတို့အဲ့ဒီ like ကိုလည်းပြန်သွားနားထောင်စေချင်ပါတယ်ခင်ဗျာအဲ့ဒါကတော့ဆရာတို့တစ္ဆာပြုပြီးတော့ဆရာတင်ပေးထားခြင်းဖြစ်တယ်အခုဆရာရေအခြားတဏီလန်လေးကောမရှိဘူးလားဆိုတဲ့မိတ်ဆွေများအတွက်ခလေးငယ်များစမွေးပွဲမှာမိတ်ဆွေတို့လှုပ်ပေးလို့ရအောင်အန်ဒီရကင်းပြီးချောချောရှူရှူဖြေနိုင်အောင်လွယ်လွယ်နဲ့ထိရောက်စေတဲ့ရည်ရည်ပေါ်ပြပေးပါမယ်ခင်ဗျာ ဆယ်တန်းဆိုတဲ့အတိုင်းပဲဇာတ်လို့ဆယ်တန်းလောက်ရဆိုလို့ရှိရင်အဲဘီဒင်ဆရာသာဖြစ်လာတယ်ဟိုအမေဒါလေးသွားလှုပ်လိုက်ဆိုလို့ရှိရင်ပြောလို့ရှိရင်အာအမေအဆောင်ကအောင်မှာမလို့လားဟဲ့ဒါလေးဆောင်သွားဆိုရင်အဲဆွမ်းတော့ဘာဖြစ်နိုင်ပါဘူးဗျာကြုံမဖြေပဲထိုင်လာမယ်ဆိုတဲ့ဂျတိချစ်ကံကလေးတွေဆရာလို့ရှိကြမယ်ဒီမှာရဲ့ကောင်းပြီအဲ့တော့မိတ်ဆွေကလေးတွေကိုဆောင်မှုပဲဖြစ်ကနေရင်မှမလှုပ်ရှင်ရင်အရင်ကြီးတွန်းအားမပေးပါနဲ့ ဘာလို့လဲသိလားစမိုးပဲဖြည့်မယ်ကလေးတွေဆိုတော့တနည်းလုံးကြက်လာရတာကိုသူတို့ကိုသွားပြီးတော့နင်တာလေးဆောင်းကိုဆောင်းရမယ်ဆိုတာအချို့ကလေးတွေကြတော့ဖြီကမီးမှမိဘတွေနဲ့စိတ်ဆိုးပြီးမဖြည့်နိုင်တာလေးတွေအမ်ကလေးငယ်တွေဆိုဖြူစင်တယ်ဖြူစင်တော့ရွက်တက်တယ်ရွတ်တက်တယ်အချင်းလေးရှိတော့ထော်လော်ကန့်လန့်လေးတွေဖြစ်သွားရင်မကောင်းဘူးပေါ့အဲ့တော့ဆရာမိတ်ဆွေမိဘတွေအနေနဲ့လှုပ်လို့ရမယ်ရေတရားဆရာပေါ်ပြပေးပါမယ်ဆရာပြောမယ့်ဟာကမခတ်ပါဘူးအလွယ်လေးပါမိတ်ဆွေများခင်ဗျာတကြံလဲမိပြီမလားအတာအိုးလေးတစ်လုံးဝယ်လိုက်ပါ ကလေးတယောက်အတွက်တော့အတာအုပ်တစ်လုံးပေါ့အတာအုပ်လေးတစ်လုံးဝယ်ပါအတာအုပ်ပေါ်မှာမိမိရဲ့စမုပ်ဘက်ဖြေမဲ့ကလေးမိမိလှုပ်ပေးမဲ့သူရဲ့ကလေးဟာတနည်းခွနေဆိုတနည်းခွနေလို့ရေးဘာနေသားတော့နေသားလေးကိုရေးပါအတာအုပ်ထဲမှာဒါပြီးတော့လို့ရှိရင်ဆရာမိတ်ဆွေတို့ ठी အဖြူရောင်အဝိုင်း ठी အဖြူရောင်ကိုလတ်လိုမဲတရဏအလံကတလတ်လိုမဲဒါပြီးတဲ့အခါမိတ်ဆွေတို့အောင်းတပြေအခက်လေးတွေအညွန်ကလေးတွေခက်လိုက်လိုက်နဲ့လိုအပ်မယ်ဒါဆိုရင်ရပါပြီဆရာဘယ်လိုလုပ်ရမလဲဆိုတော့ပြန်ပြောပေးမယ်နော် ကိုကတနင်္ဂနွေသားအတွက်လုံမှာဆိုရင်အတာဦးပေါ်မှာဘာရောက်မှမတုတ်ထားတာပိုကောင်းတယ်အတာဦးပေါ်မှာဘာနေသားလို့ရေးစနေဆိုစနေအင်္ဂါဆိုအင်္ဂါရေးပါခင်ဗျဘာရောက်နေရေးရမလဲဆိုရင်တော့ထင်တဲ့အကြောင်းနဲ့သာရေးထင်ထင်လေးဖြစ်အောင်သာရေးနော်ကော်ပိုရှင်နဲ့ရေးရေးဘာနဲ့ရေးရေးအစီအပြေတာနဲ့ရေးဆိုင်ကိုပဲရေးခိုင်းရေးခိုင်းမိတ်ဆွေတို့တင့်တယ်လို့ရေးခိုင်းမှာအတာဦးတစ်လုံးပေါ်မှာနာမည်ရေးစရာမလိုဘူးနော်စနေဆိုစနေသား အင်္ဂါဆိုအင်္ဂါသယာဇာပတိဆိုယာဇာပတိသဗုဒ္ဓဖူးဆိုဗုဒ္ဓဖူးသားဆိုပြီးတော့ကြီးပါဟောစနေသမီးဆိုရင်စနေသမီးလို့တော့ထဲပါအင်္ဂါဆိုအင်္ဂါသမီးလို့ထဲပါတားနဲ့သမီးကိုတားဆိုရင်တားထက်သမီးဆိုရင်သမီးထဲပါဒါပြီးတဲ့အခါဆရာမိတ်ဆွေများတာရဏအလံလေးဆွမ်းလာလို့ပေါ့အောင်တပီအခက်လေးတွေဝေဝေလေးတွေထက်အောင်တပီနော်တပီမဟုတ်ဘူးအောင်ပါစေ တပီနှုတ်နဲ့မဟေးစာလေးကကြောက်တော့မလားအောင်တပီအညွန်လေးတွေကိုထက်အညွန်ကလေးတွေကိုခမ်းများများလေးထက်လိုင်လိုင်လေးထက်ထည့်ပြီးသွားလို့ရှိရင်ဆရာတို့ TFU ကို TFU ကိုလက်ကိုဝိုက်ပြီးထပ်ထိုးပါ TFU ကိုလက်ကိုဝိုက်ပြီးထိုးပါထိုးပြီးလို့ရှိရင်တာရဏအလံဆရာတို့အလံလေးတစ်ချောင်းရှိတယ်အလံလေးပေါ်မှာမောင်ဘဒူဘာနီတာခုံနံပါတ်ဘလောက်စံမွေးဘွဲအောင်ပါစီဆိုပြီးဆရာတို့အလံလေးရှိတယ်လေအဲ့ဒီအလံလေးမှာတော့မောင်ဘဒူဘာနီတာဟောလာခုံနံပါတ်ဘလောက်စံမွေးဘွဲ အောင်မြင်ပါစေကြပါမယ်နော်အောင်မြင်အဆောင်မွေးပွဲအောင်မြင်ပါစေဆရာပြမယ်နော်ဒါလေးအလံလေးထားပါတော့ဗျာနော်ဆရာတို့အလံလေးထားပါတော့ဒီမှာအချောင်းနဲ့ဒါလေးကအလံလေးဖြစ်သွားပြီဆိုပါတော့အဲ့ဒါဆိုတော့ဒီပေါ်မှာမောင်ပတူဘာနေတာမတ်ပတူဘာနေသမီးတအုပ်စုတယောက်ပဲရမယ်နော်ဆောင်မွေးပွဲအောင်မြင်ပါစေ ိုကမှအောင်နာတော့တရားရဲဆရာရဲကျမသားကဂုံလူ၆ပါးသာမှန်းထားတယ်ဆိုရင်လေ၆ပါးသာဂုံလူရပါစေလို့ရေးပြဒါပေမဲ့မှန်းချက်နဲ့နှံ့ထက်နဲ့လေတခါလေမှဟိုဟိုဘယ်လိုပြောမလဲဟိုလေထမ်းပန်းစီတာလည်းမဖြစ်စေနဲ့တော့ကိုသားကဆရာမတရားမှ၅ပါးသာမှန်းပြီးထားတယ်ဆိုရင်တော့၅ပါးသာရေးပေါ့ဟောအောင်မို့လားလားအရှင်ကြီးကစာတော့မလို့ဘဲနဲ့မှဟို၆ပါးသာဂုံလူထွက်ပါစေဆိုရင်တော့ဒါဟာရေတရာနဲ့ အဲဟိုဘာနဲ့ဟိုစွနလို့ပေါ့မိတ်ဆွေရဲ့ရည်မှန်းချက်ကိုဟိုဟိုတမရဖြစ်ဖို့ရည်ရွယ်ရှိနေတယ်လို့ဖြစ်နေပါလိမ့်မယ်เนาะကိုကနေတော့အဲဟိုဟာမှာဆိုပြီးတော့ဒီတဘောမျိုးတွေဖြစ်တတ်တဲ့အတွက်ဆရာမိတ်ဆွေများအနေနဲ့ဖြစ်နိုင်ရင်တော့အကောင်းဆုံးကတော့မောင်ဘဒူဘာနေသာဆောင်မွေးဝဲအတိုက်ခိုက်ကင်းပြီးတော့အကောင်းဆုံးအောင်မြင်အောင်ဖြေနိုင်ပါစေဟောဒီလိုမျိုးရေးရေးမကွညင်လို့ဆရာရဲ့မောင်ဘဒူခုံနံပါတ်ဘလောက်ဘလောက်ဆောင်မွေးဝဲကောင်းမွန်စွာအောင်ပါစေအောင်ပါစေဆိုပြီးရေးလဲရပါတယ်ဒါလေးဆရာလိုအပ်ပါတယ်အကယ်၍မှာတချို့မိတ်ဆွေတွေကဆရာကြီးကျမကတော့ အောင်တပြေခက်ကဘဏခတ်ထရမအောင်မေးစရာရှိတယ်။အကယ်၍မှအောင်မြင်ခြင်းနဲ့ရည်ရွယ်ချက်ကိုရှိတပမိတ်ဆွေတို့အနေနဲ့အောင်တပြေလဲပေါ်မယ်ဆိုရင်တော့30နဲ့လျှောက်ခတ်တီတီကိုထည့်ပါခင်ဗျာ။36ဆိုတော့စေနဝန်အောင်စေးပိုင်းစေးနိုင်စေးဆိုတဲ့သဘောမျိုးရရှိအောင်လို့30နဲ့လျှောက်ခတ်တီတီကိုထည့်ပါ။အောင်တပြေထည့်တဲ့နေရာမှာအခတ်ထည့်တဲ့နေရာမှာအညွန့်ကိုထည့်ပါ။ထည့်ပြီးသွားလို့ရှိရင်ဆက်ပြန်ပြောလိုက်မယ်နောက်ဆုံးတစ်ခါအတာအိုးထဲမှာကိုတာသမီးကိုလှုပ်ပြီးမဲ့သူရဲ့နေနံသမီးဆိုရင်စနေသမီး တားဆိုရင်စနေသားအဲ့ဒီလိုရေးပါရေးပြီးသွားတဲ့အခါအောင်တပီအခက်အောင်တပီအခက်36ခက်အညွန့်နေကြည့်ပဲ36ခက်ကိုထည့်ပါထည့်ပြီးသွားတဲ့အခါ ठी ကိုလက်ကိုဝိုင်းပြီးထိုးပါဒါပြီးတဲ့အခါအဲ့ဒီရဲ့အောင်တပီခက်အညွန့်တက်ကော ठी ကိုလက်အညွန့်တက်ကောအလံလေးတစ်ချောင်းတရဏအလံလေးတစ်ချောင်းကအမြင့်ဆုံးမှဖြစ်ပါစေ။အောင်လံတူမဲ့သဘောဖြစ်တဲ့အတွက်အမြင့်ဆုံးမှဖြစ်ပါစေ။အမြင့်ဆုံးမှထုတ်ပြီးတော့အဲ့ဒီအစာရုပ်ပေါ်မှာကမောင်ဘဒူမတ်ဘဒူဘာနေမီ ဆောင်မွေးပွဲကောင်းမွန်စွာအောင်မြင်အောင်ဖြေနိုင်ပါစေဆိုပြီးတော့ဆောင်မွေးပွဲစဖို့တပတ်လောက်လုံရင်ပဲဖြစ်ဖြစ်တရက်လောက်လုံရင်ပဲဖြစ်ဖြစ်မဖြေခင်တော့တွင်းမြတ်ပိုင်းလိုလုံနိုင်ပိုင်းလိုလိုမှာဖြစ်ဖြစ်ဒီဗီဒီယိုတွေးလို့မှဆောင်မွေးပွဲနီးပြီဆိုရင်ကိုမိတ်ဆွေအနေနဲ့မိမိအိမ်ကဖရဲကြောင်းဆောင်အမြင့်မှာသို့မဟုတ်ရင်အမြင့်တနေရာမှာသို့မဟုတ်ရင်ဖြစ်နိုင်ရင်တော့ဖရဲကြောင်းဆောင်ပေါ်လည်းရတယ်အမြင့်ဆုံးနေရာလည်းရတယ်အမြင့်တနေရာမှာတင်ထားပါတင်ထားပြီးရင်အဲ့ဒီရဲ့အိုးကိုဆောင်မွေးပွဲဖြေနေစဉ်အတွင်းမှာ ရေလဲမလဲနဲ့အညွန်လဲမလဲနဲ့အခက်လဲမလဲနဲ့ထီလဲမထီနဲ့အမွှေးနံတာလေးဖြန်းပြီးတော့ပဲရှောက်ရင်ရှောက်သွားပါစေမောင်မတူဆောင်မွေးပဲအောင်ပါစေတိုက်ခိုက်ကင်းပါစေဆိုပြီးတော့အမွှေးနံတာလေးဖြန်းပြီးစွဖြန်းပေးပါခင်ဗျာမိဘလှုပ်ပြီးပေးတက်ဆိုင်တဲ့သူတဦးတယောက်လှုပ်ပြီးပေးရပါတယ်ခင်ဗျာဒါဆိုရင်မိတ်ဆွေရဲ့ကလေးဆောင်မွေးပွဲမှာအထောက်အကူဖြစ်ပါလိမ့်မယ်ခင်ဗျာနော်မိတ်ဆွေတို့က တာသမီးတို့ကိုနော်အရန်ကြီးမပူပါနဲ့ကလေးတွေဆိုတာဆောင်မွေးဖြစ်နေစဉ်အတွင်းမှာလည်းဖြစ်ဖြစ်အရန်ကြီးတစ်နှစ်လုံးပြင်းမှန်းလာရတာလीနော်အဲ့တော့ကိုကိုကနင်းတို့ဒါလေးဆောင်သွားဆိုတဲ့အခါတခါလေးမှာဂျတိจิตကံဆရာလို့ဂျတိจิตကံကလေးတွေနဲ့တွေ့တဲ့အခါသူတို့ရဲ့စိတ်ကလေးတွေမှာအဲထင်ကွမှုလေးတွေပေါ်လာတဲ့အခါကျလို့ရှိရင်သူတို့ကိုဒါကြီးဆောင်သွားမှအောင်မယ်ဆိုတဲ့အမေအယူကြီးက ဒါကြီးအောက်မှာဆောင်းမအောင်မယ်ဆိုတဲ့အဖေအယူကြီးကဆိုတဲ့အယူကြီးကသူတို့ရဲ့စ조사လာတဲ့အရာတွေကိုစော်ကားတလူဖြစ်သွားမှာစိုးရိမ်ပါတယ်အဲ့ဒါကိုမဖြစ်စေဘူးဆရာကအကြံပေးပါတယ်ခင်ဗျအဲ့တော့ဆရာနောက်ဆုံးတစ်ခေါက်ပြန်ပြောပါမယ်အောင်သဘီဦးထဲမှာနေသားကြီးပါအောင်သဘီခတ် sorry 36ခတ်ထဲပါ ठी အဖြူတေးသေးလေးတွေအဝိုင်းလေးတွေကိုလက်ထဲပါအောင်သဘီအတာနာလန်တလန်ကိုအောင်လန်ထူပါတာနာလန်ပေါ်မှာတားနာမည်ကြီးပါ တာသမီနာမည်ရေးပါအောင်မြင်ပါစေရေးပါဒါပြီးတဲ့အခါဖရာကျောင်းဆောင်ပေါ်ကိုတင်ထားပြီးကနေကပန်းလဲလဲเสียမလို့ဘူးတပြေခတ်လျှောက်သွားလဲလဲเสียမလို့ဘူးဘာမှလဲเสียမလို့ထီလဲမထီနဲ့ကိုင်းလဲမကိုင်းနဲ့နေရာလဲမရွှေ့နဲ့မပြောင်းနဲ့ဖြစ်နိုင်လို့ရှိရင်ဖရာကျောင်းဆောင်ပေါ်မလုံနိုင်အမြင့်တဲ့နေရာမှာတင်ပါဒါပြီးသွားလို့ခလေးတွေစမှုပဲဖြေပြီးသွားတဲ့နောက်ရမှာဖြစ်စီခလေးတွေစမှုပဲဖြေပြီးသွားတဲ့နောက်ဆုံးရမှာဖြစ်စီဖြေပြီးပြီးနောက်ရအတော်အတွင်းမှာတပတ်အတော်အတွင်းမှာ အဲ့ဒီဟာကိုစွန့်ပါဖြစ်နိုင်မိဘကိုယ်တိုင်မပုတ်ပေးနိုင်ပုတ်ပေးမိဘကိုယ်တိုင်မပုတ်မပုတ်တသမီကိုယ်တိုင်ပုတ်ခိုင်းနိုင်ရင်တော့ပုတ်ကောင်းတယ်တကယ်လို့မှမိဘကိုယ်တိုင်ပုတ်ဖို့ဘယ်သူပုတ်ဖို့သိကြလဲကလေးတွေရဲ့ဆရာတို့ဂျိုးပြေနံပြေဖရားတွေမှာသွားပြီးတော့အဲ့ဒါကိုစွန့်ပေးပါခင်ဗျာလှူဒန်းပေးပါနော်ဂျိုးပြေနံပြေဖရားတွေမှာသွားပြီးတော့လှူဒန်းပေးပါဒါဆိုရင်ကျင်းသေးပေါ့အထောက်ကူရပါလိမ့်မယ်စာမကြက်ရင်တော့ဆောင်းမွေးပွဲပေးအောင်မလို့စာကြက်တဲ့ကလေးတွေတော့အတိုက်ခတ်ကင်းပြီးတော့ဆရာရဲ့ရေရေဟာလူရကလေးကိုတော့ ဉာဏ်ပညာကိုစောင့်နေเนาะအမေသူရတ္တိမေတော်မြတ်နတ်သမီးဆောင်မတကယ်သူပဲအစွမ်းထပ်ပါလိမ့်မယ်ဆိုပြီးအကြောင်းဆရာကပြောလိုပါတယ်ခင်ဗျာเนาะအဲ့တော့သံဃာဘက်ဖြစ်ပြီးလို့စွန့်နေအခါမှာဂျိုးပြေနံပြေဆိုတာဆရာတို့ဗုဒ္ဓဖူးဂျိုးထောင်းတနင်္ဂနွေဂျိုးထောင်းအင်္ဂါဂျိုးထောင်းအဲ့ဒီဂျိုးပြေနံပြေဒီမှာသွားပြီးတော့လှူခိုင်းမှာကလေးလှူခိုင်းနိုင်ရင်ပိုကောင်းပါတယ်ကလေးမလှူနိုင်ရင်ကိုကိုတိုင်သွားလှူလဲဘာမှမရှိပါဘူးကဲဆရာရဲ့မိတ်ဆွေမိဘညီငယ်မောင်နှမများမိတ်ဆွေတို့ရဲ့မိဘများအားလုံးသံဃာဘက်မှာကောင်းမွန်စွာ ဖြည့်ဆိုနိုင်ပြီးတဲ့အခါလိုချင်သောအမှတ်တွေရကြပါစေခင်ဗျာထို့အတူပဲပညာတက်ကလေးတွေပညာတီကလေးတွေပညာရှင်ကလေးတွေဖြစ်ကြပါစေလို့ဆရာကဆုတောင်းရင်းနဲ့အားလုံးပဲအဆက်ဆက်ရရအစဉ်ပြေကြပါစေနော်မိတ်ဆွေတို့တာသမီအကျိုးကိုကောင်းစွာခံစားနိုင်သောပုံပုံများဖြစ်ကြပါစေခင်ဗျာဆရာငယ်ပါခင်ဗျာဒီဗီဒီယိုလေးကိုကြည့်ရင်မျှဝေသွားကြပါအောင်ခင်ဗျာ